Hello Manchester United ပြည်သက်များအားလုံးပဲမင်္ဂလာပါ။ဆိုတော့ကျွန်တော်တို့နောက်တစ်ပတ်เนาะ၈ရက်နေ့စနေနေ့ပေါ့နော်။စနေနေ့ကျွန်တော်တို့ Premier League ပွဲစဉ်၁၇အနေနဲ့စပါးကိုအဝေးကွင်းတော့ခံရမယ်။အဲ့တော့ကြက်တော့တက်ရမယ်။ဘိုဖိုင်ရကျမကျမလေးကိုခွေးကြိုက်သွားတယ်ပေါ့။เนาะသူတို့စပါးတင်ရ1-0နဲ့0-1နဲ့ချုံသွားတယ်အင်ကွင်းမှာเนาะနောက်ထပ်ကျွန်တော်တို့ ဒါတရေနီယာငှက်သားတွေတော့တော်တော်စားရတယ်ဒီနေ့ကြက်သားရောစားမလားဆိုတာတော့စောင့်ကြည့်ကြမယ်ပေါ့ဗျာအဲ့တော့စပားနဲ့ပွဲလေးကိုကျွန်တော်တို့ဒါနည်းနည်းလေးရှင်းကပ်ကြည့်ကြမယ်အဲ့တော့ဒီပွဲဒီနှစ်သင်းရဲ့ရလက်တွေကို ကြည့်ရမယ်ဆိုလို့ရှိရင်တော့ဒါအကုန်လုံးတူနေတာကိုတွေ့ရမယ်ကျွန်တော်တို့စပားအသင်းကလည်းဒီဟာဒီ10ပွဲကန်5ပွဲနိုင်2ပွဲသေး3ပွဲရှုံးကျွန်တော်မန်ချက်စတာယူနိုက်တက်အသင်းကလည်းဒီဟာဒီ10ပွဲကန်5ပွဲနိုင်2ပွဲသေး3ပွဲရှုံး နော်ရမက်က16မှ16နှစ်မှအတူတူနော်ရမက်တရအတူတူကိုကွက်ဆဲဆဲလောက်ပဲရှိတဲ့အနေအထားတစ်ခုမှာကျွန်တော်တို့ဆုံတွေ့ကြတာဆိုတော့ဒီပွဲလေးကတော်တော်လေးလေးကြီးလို့ကောင်းပါပါနောက်ထပ်ဒီပွဲထဲမှာဒါစိတ်ဝင်စားနေရာတစ်ခုကကျွန်တော်တို့ Manchester United အသင်းအနေနဲ့ဒါစပောင်းကိုသူတို့ကွင်းမှာမနိုင်တာတော့ကြာပြီပေါ့အာအရင်တော့ကနီးပြတဲ့တုန်းကတော့ဒါနိုင်နိုင်ခဲလိမ့်မယ်ကျွန်တော်တို့ဒီ Amorin လက်ထက်ပြီးခဲ့တဲ့နှစ်ကအမွေလက်ထက်၃ပွဲကန်တယ်ဗျာ၃ပွဲလုံးရှုံးတယ်เนาะ ကောလုံးနာနာကျင်ကျင်ပဲမပြောချင်တော့ဘူးနော်ဥရောပလေးဖိုင်နေရှုံးနေကျွန်တော်တို့အရှိုးဖလားမလဲသူတို့ဖြုတ်တာခံရတယ်နော်နောက်ထပ်ပရီးမီးယားလေးတပွဲကဏ္ဍမှာလည်းဇီဝနဲ့ရှုံးနေအဲ့တော့ဒီရလက်တွေကို MOR အနေနဲ့ဖြောင်းပြလှန်ဖို့တော့လိုအပ်လိမ့်မယ်အဲ့တော့ MOR အနေနဲ့ဒါတမိုင်းစင်လာနော်သူရဲ့တမိုင်းစင်လာပါဒါမှရှိမယူရဲ့တမိုင်းစင်လာတော့မဟုတ်ဘူးကျောတော့ Manchester United ရဲ့တမိုင်းစင်လာမဟုတ်ဘူးဒါ Emery ရဲ့တမိုင်းစင်လာကိုသူပြန်လေးခြေဖက်ဖို့တော့လိုအပ်လိမ့်မယ် အဲ့တော့သူနေနဲ့လည်းတရားတွေကိုသိမှာပါလေကျွန်တော် Manchester United တင်းကဒါနောက်တစ်ပတ်ရှင်းရနေ့စနေနေ့စပါးကိုအဝေးကွင်းတော့ကန်ရမယ်ပွဲကိုကျွန်တော်တို့ပြည်သက်တင်းနဲ့အတူတူစောစောစီးစောင့်ကြည့်ကြမယ်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ် Manchester United ပြည်သက်များကိုစိတ်နှပြချမ်းမှချမ်းသာကြပါစေ